စင်ကာပူမှာ2026ခုနှစ်ကစလို့အလဲတန်းကျောင်းသားတွေစာတင်ချိန်ပြင်ပအချိန်တွေအပါအဝင်ကျောင်းချိန်အတွင်းစမတ်ဖုန်းဒါမှမဟုတ်စမတ်နာရီတွေအသုံးပြုခွင့်ရရှိတော့မှာမဟုတ်ပါဘူး။ကျောင်းသားတွေကိုကျမ်းမာရေးနဲ့ညီညွတ်တဲ့ဖန်သားပြင်အသုံးပြုမှုအလေအထတွေကိုပြိုးထောင်ဖို့ရည်ရွယ်တဲ့စီမံချက်တွေကိုပညာရေးဝန်ကြီးဌာန MOE ကနိုမာလာ30ရက်နေ့မှာကြေညာခဲ့တာပါ။လက်ရှိလမ်းညွန်ချက်တွေအရအလဲတန်းကျောင်းသားတွေဟာစာတင်ချိန်အတွင်းစမတ်ဖုန်းဒါမှမဟုတ်စမတ်နာရီတွေအသုံးမပြုရတော့ပါဘူး။ 2026ခုနှစ်ဇန်နဝါရီလကစလို့ဒီစီမင်းကိုတင်ကန်းစာမရှိတဲ့အချိန်လေးဖြစ်တဲ့အားလက်ချိန်တခြားတော့ကျွမ်းကျင်မှုဆိုင်ရာလှုပ်ရှားချိန်တွေ အချိန်ပိုတွေစွမ်းရည်မြင့်တင်ရေးဒါမှမဟုတ်ပြန်လည်ကူစားရေးတင်ကန်းစာတွေတင်ပေးချိန်တွေအထိပါချဲ့ထွင်သွားမှာဖြစ်တယ်လို့ MOE ရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ကျောင်းကျင်းတွင်ကျောင်းသားတွေရဲ့ဖုန်းနဲ့စမတ်နာရီတွေကိုတတ်မှတ်ထားတဲ့နေရာတွေဒါမှမဟုတ်ကျောင်းလွယ်တွေမှာတင်ထားရမယ်လို့ဝန်ကြီးဌာနကပြောကြားခဲ့ပါတယ်။ လိုအပ်ရင်ចောင်းတွေအနေနဲ့ចောင်းသားတွေကိုချွင်းချက်အဖြစ်စမတ်ဖုန်းအသုံးပြုခွင့်ပေးနိုင်တယ်လို့သတင်းထုတ်ပြန်ချက်မှာပါရှိပါတယ်ဒီလက်ညွန်ချက်တွေဟာနိုင်ငံတော်ကျန်းမာရေးမြင့်တီမဟာဗျူဟာဖြစ်တဲ့ Growth SG ကိုတည်ထောင်ခဲ့တဲ့အချိန်ကစလို့မူလတန်းចောင်းတွေမှာလည်းအသုံးပြုခဲ့ပြီးဖြစ်ကြောင်း MOE ကပြောကြားခဲ့ပါတယ်။အဲ့ဒီအချိန်ကစလို့တချို့သောအလဲတန်းចောင်းတွေဟာဒီတင်းကျပ်တဲ့လက်ညွန်ချက်တွေကိုလက်ခံကျင့်သုံးခဲ့ရမှာចောင်းသားတွေရဲ့အခြေအနေတိုးတက်လာတာ။ အာယုံစူးစိုက်မှုပုံမကောင်းမွန်လာတာနဲ့ကြောင်းစင်းချိန်တွေမှာကိုလက်လှုပ်ရှားမှုပုံမလှုပ်ဆောင်လာတာစတဲ့အပြုသဘောဆောင်တဲ့ရလက်တွေကိုတွေ့မြင်ခဲ့ရတယ်လို့ပညာရေးဝန်ကြီးဌာနကပြောကြားခဲ့ပါတယ်။ MOE ဟာကျန်းမာရေးဝန်ကြီးဌာန MOH နဲ့လူမှုရေးနဲ့မိသားစုဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့နဲ့အတူ Growway SG အစီအစဉ်ရဲ့တစိတ်တပိုင်းဖြစ်မူဂျိုကျောင်းတွေအပါအဝင်ကျောင်းတွေမှာဖန်သားပြင်အသုံးပြုမှုဆိုင်ရာလမ်းညွှန်ချက်တွေကိုအစိုးရကမိတ်ဆက်ပေးမှဖြစ်တယ်လို့ဇန်နဝါရီလမှာပြောကြားခဲ့ပါတယ်။ အခုနှစ်အစောပိုင်းက Digital ဖွံ့ဖြိုးတိုးတက်ရေးနဲ့သတင်းအချက်အလက်ဝန်ကြီးဌာနကပြုလုပ်ခဲ့တဲ့စစ်တမ်းမှာကလေးအများပြားဟာ MOH ကတတ်မှတ်ထားတဲ့တနိတာဖန်သားပြင်ကြီးစုချင်းကန့်သက်ချက်တွေကိုကြော်လွန်နေတယ်လို့တွေ့ရှိခဲ့ရပါတယ်လောကောမီဒီယာရဲ့ဆက်လက်ရည်တည်ခံဖို့ပရိသတ်တွေရဲ့ထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမား TV YouTube Channel မှာ Member ဝင်ပေးခြင်းနဲ့ကူညီနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါရစေ။